ားလုံးဝမင်္ဂလာပါ Happy Face Story War ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့တင်ဆက်ပေးမှာကတော့သစ်ပင်အိုကြီးရဲ့တန်တရားဆိုတဲ့ပုံမြင်လေးတွေဖြစ်ပါရဲ့ရှင်ပုံမြင်လေးကိုမစားမီ channel လေးကို like and subscribe နဲ့ like ပေးဖို့လေအားလုံးကိုမြေတားရက်ခံပါတယ်ဟိုးရှိရှိတော့ငါဒေါ်စီတခုရဲ့ရပင်ကျဲကြီးရဲ့အနာမှာသစ်ပင်အိုကြီးတပင်ရှိနေပါတယ်အဲ့ဒီသစ်ပင်ကြီးကနှစ်ပေါင်းများစွာရှိနေပြီးတော့ အဲ့ဒီနေရာမှာနေထိုင်ကြတဲ့တွေးဆန်းများစွာရဲ့နေရင်လေးတော့ဖြစ်နေပါရဲ့ဟန်နူရတာလို့ခေါ်တဲ့ဘဲကြီးကအပြင်ကိုကြီးရဲ့ခေဆုံးမှာကောက်ပါတဲ့အတိုက်တကူနဲ့နေပါရဲ့ကာလာလို့ခေါ်တဲ့ပစုံလေးကတော့မြစ်ဆက်ကရေထဲကိုဆင်းသွားတဲ့အမြစ်တွေခပ်နေတဲ့နေရာမှာနေထိုင်ပါရဲ့ပင်စကြီးရဲ့အမားတော့စံဝင်နေကြီးကနေထိုင်ပါရဲ့မာဒီမန်ကိုကတော့အပင်ကြီးရဲ့အနီးငယ်မှာပဲနေပါရဲ့ သူရဲ့အိမ်ကအပင်ဦးကြီးရဲ့မှာတော့မဟုတ်ပေမဲ့ပူပင်းနဲ့နေလဲရင်းမှာအိမ်ရနဲ့အေးရပြီးညနေခင်းနေ့တိုင်းမှာရွာသွန်းနေတဲ့မိုးကြီးတွေခါနေကလေးကောက်ွယ်ပင်းနိုင်တဲ့အခွာဝေးတို့မှာရှိနေပါလေထီတော်ကြီးရဲ့မှာရှိတဲ့ထွေးဆန်းဒီအလုံးဟာမိတ်ဆွေကြီးပဲလို့တော့မထင်လိုက်တာနဲ့သူတို့ကတုံးနဲ့တုံးအမျိုးမျိုးသောအဆောင်ပြချက်တွေနဲ့အစားအသောက်အတွက်မိခုံနေကြတာပါဟန်နီရဲ့တာပဲကြီးဟာ ငါဖာပစုံနဲ့ခီတွေကို စားတာဖြစ်လို့အစားစားနဲ့နေစီဖို့ညကင်းရဲ့နားမှာအတိုက်ဆော့ခဲ့တာပါကာလာပစုံလေးကတော့အပေးရဲ့ကြောက်တုံးလေးရဲ့အငစ်တွေချာမှာနေထိုင်ပါလေတောင်လကတခြားတူဆန်လေးစားတဲ့အစားအစာချင်းချံလေးကိုစားတော့ပါတယ်တကယ်တော့သူကအလောင်းလေးစားတဲ့တတော်ဝါလေးပေါ့ပြီးတော့သူ့အိမ်ဟာသူ့ကိုစားနိုင်တဲ့တတော်ဝါလေးကနေကောက်ွယ်ပြထားပါတယ် ဆမ်ဝင်းနဲ့ကြီးကတော့သူတိုက်တဲ့အစားစာရင်းနဲ့နှီးစေတဲ့အတွက် အပေဝကြီးရဲ့အောင်မှာအင်းလုထားရပါဆမ်ဝင်းနဲ့ကြီးကမဟုတ်ရီကိုကြိုက်နေတတ်ပြီးသူ့ဖမ်းမိရဲ့ဘဲရမဆိုးဝါညူကိုမတက်ဆုပါဘူးပစုံလေးကတော့သူ့အတွက်ညူချရခလွန်လို့မစားပဲခြံထားခဲ့ပါတယ်မာတီမန်ကူလီကတော့ဝီရီကိုစားတယ်လို့ပြောတယ်ဆိုရင်လုံးဝမှန်ပါတယ်မာတီက အရွယ်ဆောင်းဆုံးနေတဲ့မွေးတွေကိုစားပါတယ်။ဒီနေ့တော့ဟန်နီယတာဟာအစာရှာဖို့ထွက်သွားခဲ့ပြီးသူ့တိတ်ကိုပြန်အောင်လာတဲ့အခါသူမရဲ့ဦးနှလုံးပြောင်းနေတာကိုတွေ့လိုက်ရပါတယ်။သူမဟာအရင်ဝမ်းနေသွားခဲ့ရပါတယ်။တစုံတစ်ယောက်ဟာသူမရဲ့အတိုက်သေးကိုဝင်ပြီးအဘိုးတန်းနဲ့ဦးနှလုံးကိုစားသွားတာပဲ။သူမဟာတခြားငါတွေကသူမငုံနေတာကိုမမြင်အောင်ရစ်စီတို့ပြင်ဆင်သွားပါတယ်။ ပြီးတော့မတိတို့တွေ့ပြီးဆန်းကငါတိုက်ချက်ကိုဝင်ပြီးငါ့အုံလုံးကိုစားသွားတာပဲလေလို့ပြောလိုက်တယ်။အိုးဒါကတကယ်စိတ်ကောင်းစရာပဲလို့မတိကဝန်းနေစာနဲ့ပြန်ပြောပါတယ်။အခုကဘာလို့ရမလဲလို့ဟန်နီယတာကမြည်တယ်။ဟန်နီယတာနဲ့စားပဲကြီးတွေဟာအစွန်တွေကိုစားတတ်ပြီးရလွယ်ကူရနိုင်မယ်။အစားစာတွေဆိုရင်သူသိစင်ဝင်စားတဲ့အကြောင်းမတိကသိနေတယ်။ဒီတော့ နင်းကအဲ့ဒီဒုက္ခပေးတဲ့ငွေကြီးကိုရှင်းထုတ်ရှင်းလာလားလို့သူကဟန်နီရတာကိုမေးလိုက်တယ်။အင်းဟုတ်တယ်လို့ဟန်နီရတာကသဘင်ချရင်ပြောလိုက်တယ်။သူ့ကိုတစုံတစ်ယောက်ကဆက်သွောင်းရင်သိကောင်းမှာပဲ။ဟန်နီရတာငါမင်းကိုကူညီတယ်နဲ့လို့မတီးကစိတ်လှရှားစွာပြောလိုက်ပါတယ်။မင်းရဲ့မင်းရဲ့ဘဲပေါင်းတို့ကဒီတရားကငါတွေနဲ့ပစုံလေးကိုဖန်ယူကြပြီးဆိုင်ရဲ့အင်ကနေငါအင်ကြီး အစာလမ်းကြောင်းတစ်ချောင်းခင်ထားပေးရမယ်။သူကအစာရိစားရင်းနဲ့ငါနဲ့ဘလောက်နီးလာမှန်းတော့မသိလိုက်ဘူးဖြစ်သွားမယ်။အဲဒါဆိုသူကငါ့အတွက်လေကူတဲ့အစာတောက်တစ်ခုဖြစ်သွားမယ်။ပြီးရင်မင်းရဲ့ဥွေးလဲသူ့ရဲ့ခိုးစားတဲ့အလေးကနေပြုံးပြောက်ပါမယ်။ဟန်နီရတာဟာခဏလောက်တွေးပြီးတော့ဂျုံအချားပဲကြီးကြီးစီပြန်သွားကပြောပြလိုက်ပါတယ်။မကြခင်မှာပဲ လေကြီးတွေအလုံးဟာငါအလုံးပစွန်အလုံးတနာစရာကောင်းတဲ့ကာလာလေးအပါအဝင်ကိုဖန်စီပြီးမွေညံ့မှန်ကိုရင်ကြားမှာအစားအသောက်လမ်းကြောင်းကို ခင်းလိုက်ကြတယ်။ပြီးတော့သူ့ရဲ့အတိုက်ကြီးကိုပြန်သွားပြီးကြည့်နေကြတယ်။ဆမ်မွေကတွေ့ငါနေထွက်လာတဲ့အခါမြေကြီးပေါ်မှာလက်ဆက်နေတဲ့ပစွန်နဲ့ငါတွေကိုမြင်ပြီး အာအာသွားတယ်။ငါတော့ကံကောင်းလာပဲလို့သူစိတ်ထဲမှာတွေးရင် ရှားဖို့စတင်လိုက်ပါတယ်။မကြခင်မှာပဲစဟာမတရအိမ်ထိအစားလမ်းကြီးကိုစားရင်းနဲ့ပြတ်ဖြစ်သွားပါတယ်။စဟာနောက်ဆုံးတေးစားကိုစားဖို့ပဇက်ဟန်လိုက်တဲ့အချိန်မှာပဲမတီကချုံပူသေးကနေထွက်လာပြီးစန်းကိုစားလိုက်ပါတော့တယ်။ပြီးရနမှာတော့မတီကသူ့ရဲ့အိမ်ကိုပြန်သွားပါတော့တယ်။မင်းတို့ဒါကိုမြင်လားလို့ဟန်နီယတာကတခြားဖက်ကြီးတွေကိုမေးလိုက်ပါတယ်။ အခုတော့ငါတို့ရဲ့ဦးလေးဟာဘေးကင်းသွားပြီလို့လေသူကပြောလိုက်ပါတယ်။ကြက်တန်းချပြီးတဲ့နောက်မတီဟာပိတ်စာလာပြန်ပါတယ်။ဒါပေမဲ့တင်းကျဲမှာမွေးကတကောင်းမှမရှိတော့ပါဘူး။တခြားမွေးလေးဟာဆက်လို့လဲစားခင်ရတယ်ဆိုတာကိုမြင်တွေ့ရပြီးတဲ့အတွက်ပူပြီးဘေးကင်းတဲ့နေရာကိုရှာဖို့ခတ်သွားကြပါတယ်။မတီကရေထဲကိုကြည့်လိုက်တော့ဘဲကြီးလေးဟာထောင်နောက်ဆင်မှုအတွင်မိသေးက အရာအလုံးကိုယူသွားကြောင်းသိလိုက်ရပါတယ်။ပြီးတော့သူကသပင်အိုကြီးကိုကြည့်လိုက်ပြီးဖန်နီယတာရဲ့အတိုက်ကိုမြင်လိုက်ပါတော့တယ်။အဲ့ဒီနောက်မှာတော့အပင်အိုကြီးကိုတက်ဖို့သူကစူးစမ်းပါတော့တယ်။တခြားဘဲကြီးတွေဟာမတိပင်စီကိုတက်နေတာကိုတွေ့ကြပေမဲ့ဟန်နီယတာကိုသတိပေးဖို့တိတ်ငောက်ကြသွားပါပြီ။သူတို့လုံနိုင်တာကတော့သူတို့အတိုက်တွေကိုစွန့်ပြီးမွေတွေလိုပဲပုတ်ပေးခြင်းနဲ့အင်တစ်ကို ရှာဖွေဖို့ပါပဲ။ အဲ့ဒီနာမှာတော့မာတီကတကောင်လေးပဲချက်ရှိနေပါတော့တယ်။အဲ့ဒီနေရာမှာအစားတောက်ကလည်းသူ့အတွက်ဘာမှမရှိတော့ပါဘူး။အဲ့ဒါကြောင့်သူဟာတပင်အိုကြီးရဲ့ကောက်ွက်မှုအောက်ကသူ့အင်္ဂလိပ်မှာဆက်နေဖို့အကြောင်းလဲမရှိတော့ပါဘူး။ဒါပေမဲ့ညမကြာမီမှာတော့တောအုပ်ထင်းကဘဝတန်တရာဆိုတာကရှိနေတဲ့အတိုင်းဒိဋ္ဌိဆန်အစ်တွေကရောက်ရှိလာပြီးတပင်အိုကြီးကိုအင်လို့ခေါ်ကြပါတော့တယ်။ တပင်အိုကြီးဟာအသက်ဖြစ်ပေါ်လာမဲ့ဘဝတွေအတွက်နေရာပြန်လည်ပြည့်ရတော့ပါတော့တယ်။ဒီသင်္ကန်းစားလေးတွေမှာတော့ကျွန်တော်တို့တွေကအတူအမြင်ရှိနေကြမှာပါ။တဘာဝပဝဉ္ဉ်ကုံလေးစားတက်ပြီးတအုံးနဲ့တအုံးတဟဇာတာဖြစ်ပေါ်နေရေရှိတိတက်ခန်းကြီးပို့ဒီပုံမြင်လေးကနေသင်ယူနိုင်ကြပါတယ်နော်။အဆောင်ပြေစီရှင်လေးရဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ပုံမြင်လေးတွေ channel တွေ့ပါမယ်နော်။